ဘသူမှအနိုင်မရနိုင်တဲ့စစ်ပွဲကို မတိုက်သင့်ပါဘူးလို့တရုတ်ကအမေရိကန်ကို ပြန်ပြောလာပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတော့တရုတ်ကအမေရိကန်နဲ့ဘယ်စစ်ပွဲကိုမဆိုဆင်နွှဲဖို့အသင့်ရှိပါတယ်ဆိုပြီးတော့အမေရိကန်ဆိုင်ရာတရုတ်သံရုံးကကြေညာခဲ့တာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်အနေနဲ့စစ်ပွဲကိုအလိုရှိရင်လည်းစစ်ပွဲနဲ့ရင်ဆိုင်မှုအသင့်ပဲလို့ပြောပါတယ်။စစ်ပွဲဆိုတဲ့အခါမှာလည်းအခေါ်စစ်ပွဲ ဒါအပြင် ကုံသွေးရေးစစ်ပွဲဘယ်စစ်ပွဲကိုဆိုလိုတာလဲတရုတ်ကတော့အစင်သစ်ပဲလို့ပြောခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးအမေရိကန်ကလည်းတင်းမောက်မှုတွေမြင့်တက်သွားပြီးအမေရိကန်ကာကွယ်ဦးကြီးပီဟာဆတ်ကလည်းတရုတ်ကိုတံပြန်မှုမိမိတို့အနေနဲ့အားလုံးကိုအသိအနေထားပြင်ဆင်ထားပြီးဖြစ်တယ်ဆိုပြီးတော့တံပြန်ပြောလာတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့တရုတ်ကပြန်ပြောလာပါတယ်။ဘယ်သူမှအနိုင်မရတဲ့စစ်ပွဲကိုမတိုက်သင့်ပါဘူးဆိုပြီးလေးပြေပြန်ထိုးလာတာပဲဖြစ်ပါတယ်။ အမေရိကန်ဘာဝဲဝူကြီးပိတ်ခါဆက်ကအမေရိကန်ဟာတရုတ်နဲ့စစ်ဖြစ်ဖို့ကြိုးပမ်းနေတာမဟုတ်ပဲစစ်တပ်ကိုပြန်တည်ဆောက်ပြီးစစ်ပွဲအတွက်ပြင်ဆင်နေခြင်းသာဖြစ်ကြောင်းပြောကြားချက်ကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်နိုင်ငံသားဤဌာနပြောရေးဆိုခွင့်ရှိသူလိန်ကျန်းကလည်းအမေရိကန်ကမဟာဗျူဟာပြိုင်ဆိုင်မှုအမိခံပြီးတရုတ်ကိုချုပ်ကန်ဖို့ထိန်းချုပ်ဖို့အဲ့ဒီလိုလုပ်ရင်မလုပ်သင့်ဘူးလို့ပြောပါတယ်ဘလို့စစ်ပွဲမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ထိတ်တိုက်တွေ့တဲ့စစ်ပွဲမျိုးပဲဖြစ်ဖြစ်ဘယ်သူမှအနိုင်မရနိုင်ပါဘူး။ဒါကြောင့်ကျွန်တော်တို့စစ်မတိုက်သင့်ဘူးလို့ ပြင်းပြင်းထန်ပြပြတသာခံယူထားပါတယ်တရုတ်သမ္မတရှီကျင်းဖင်ကလည်းအဲ့ဒီလိုမျိုးသဘောထားရှိပါတယ်လို့လင်ကျန်းကဆိုပါတယ်တရုတ်ကိုချိန်ချောက်တာကိုကျွန်တော်တို့ကဘယ်တော့မှတုံ့လို့မဟုတ်ပါဘူးအနိုင်ကျင့်တာဟာကျွန်တော်တို့အတွက်အကျိုးမရှိဘူးလို့ထပ်ပြောပြရစေဖိအားပေးချက်ကန်ချင်းချောက်တော်ကတရုတ်နဲ့ဆက်ဆံရမှာမှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူးတရုတ်ပေါ်ဖိအားအလုံးပေးသူတွေကတော့ကိမ်းမာနေတာပါလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ် တကယ်လို့အမေရိကန်မှာသာတခြားစီစဉ်နေရှိပြီးတော့စစ်ပွဲက အမေရိကန်ကလိုချင်တာဆိုရင် အကောက်ခွန်စစ်ပွဲကွန်တိုရေးစစ်ပွဲတခြားပဲစစ်ပွဲမျိုးပဲဖြစ်ဖြစ်အစုံအထိတိုက်ပွဲဝင်ဖို့အဆင်သင့်ပါပဲလို့တရုတ်ကွန်စီလီပေါ်အမေရိကန်ရဲ့အခွန်ကောက်ခံမှုတော့မှတ်ချက်ပြုပြောပါလိမ့်အဲ့ဒီတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနရဲ့အမှတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့ကာဝေးဝန်ကြီးပိတ်ဟာဆက်ကငင်းချင်းကြီးကို တောင်းတသူတွေဟာစစ်တပ်ပြင်ဆင်ရမှာဖြစ်ပြီးဒါကြောင့်ကျွန်တော်တို့ရဲ့စစ်တပ်ကိုပြန်လည်တည်ဆောက်ခြင်းသာဖြစ်တယ်ဆိုပါလိမ့်တရုတ်ရဲ့ အခုလိုမျိုးရန်လိုတဲ့ကိစ္စမှန်သမျှကိုဟန်တောင်းမှုစနစ်ချမှတ်ရမယ်လို့ပြောပါတယ်အမေရိကန်သမ္မတထရန့်ကအင်အားရှိမှငြိမ်းချမ်းရမယ်ဆိုတာကိုနားလည်ကြအောင်သူဟာတရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းနဲ့ကောင်းမွန်တဲ့ဆက်စပ်ရှိပါကြောင်းပုံထူးနေ့ကအမေရိကန်ကဝေးထံတော်ဝက်ဆိုင်မှာပိတ်ထားစကားမှတ်ချက်ပြုပြောပါတယ်တရုတ်ဆိုတဲ့အခါမှာလည်းတရုတ်မျိုးသားလုံးကိုဝလုံးသိမ့်ရိုက်ပြီးပြောတာမဟုတ်ဘဲတရုတ်ကွန်မြူနစ်ပါတီနဲ့တရုတ်အကြီးအကဲခေါင်းဆောင်တွေကိုသာပြောချင်းဖြစ်ကြောင်းနောက်ပြီးတော့ policy ရအဓိကကန့်ရွယ်သူတွေကိုသာ ပြောခြင်းဖြစ်ကြောင်းတရုတ်တမျိုးသားလုံးကိုမယူရွယ်ဘူးဆိုပြီးလဲအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ဌာနတွင်းမှာညွှန်ကြားထားတယ်ဆိုပါလိမ့်။အမေရိကန်ဟာတရုတ်နဲ့ပဋိပက္ခဖြစ်ဖို့ကြိုးပမ်းနေခြင်းမဟုတ်ကြောင်းလည်းပြောပါလိမ့်။ဒါပေမဲ့ကာဝေးဝန်ကြီးဖြစ်ကျွန်တော်တို့ကကျွန်တော်တို့အစဉ်အသစ်ဖြစ်နေပြီဆိုတာသိကြအောင်လုပ်ဖို့ပါပဲ။ဒါကြောင့်ကျွန်တော်တို့လေးထားတဲ့ Indo-Pacific ဒေသရဲ့ကာဝေးရေးသုံးစိတ်ဆွမ်းဆောင်ရည်လက်နက်နဲ့အသိဉာဏ်မှုအနေထားတဲ့အားလုံးအတွက်ပြင်ဆင်ထားတယ်လို့ကာကွယ်ရေးဝန်ကြီးပေထားဆက်ကပြောပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါသေးတယ်။ ဥရောပသမဂ္ဂရဲ့စင်အားနဲ့ရုရှားရဲ့စင်အားကိုတိုင်းချင်ကြည့်ရအောင်ပါဥရောပသမဂ္ဂကအခုကယူကရိန်းမှာတက်ဖြတ်မှုအတွက်စဉ်းစားနေပြီအဲ့ဒီလိုတက်ဖြတ်လာမယ်ဆိုရင်တော့ရုရှားနဲ့စစ်ပွဲတိုက်ရိုက်ဖြစ်နိုင်မယ်လို့ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဘရော့ကအတိအလင်းပြောလာပါတယ်ရုရှားသမ္မတပူတင်ကလည်းမိမိတို့အနေနဲ့တက်ဆုပ်ပေးဖို့ကြောင်းလုံးဝမရှိဘူးလို့ပြောထားပါတယ်ဒီလိုအချိန်မှာအမေရိကန်မပါနိုင်တော့မယ့်စစ်ပွဲမှာဘယ်လိုမျိုးဖြစ်လာနိုင်မလဲဥရောပသမဂ္ဂနဲ့ အင်္ဂလန်ရဲ့စစ်အင်အားနဲ့ရုရှားရဲ့စစ်အင်အားနှိုင်းရှင်တင်ပြလိုက်ပါတယ်။ဥရောပသမဂ္ဂရဲ့နဲ့အင်္ဂလန်ရဲ့စုစုပေါင်းတင်ဟာစုစုပေါင်း9.85တန်းရှိပါတယ်။အများတန်းတက်တွေနဲ့အရန်တက်တွေအလုံးပေါင်းမှာရုရှားကတော့3.82တန်းရှိပါတယ်။အများတန်းတက်တွေနဲ့အရန်တက်တွေအလုံးပေါင်းမှာဥရောပသမဂ္ဂနဲ့ပြည်တွင်းတို့ရဲ့စီးရေးကာလကာကွယ်ရေးသုံးစိတ်ဟာ468.5ဘီလီယံဒေါ်လာရှိပါတယ်။နှစ်စာတိုးဖို့လည်းရှိပါတယ်။ ရုရှားရဲ့ယူကရိန်းစစ်ပွဲကလာစစ်တုံးစရာ462ဘီလီယံဒေါ်လာရှိပါတယ်။နိုင်ငံရဲ့ GDP ဒေါ်လာ1ထရီလီယံရှိပါတယ်။ဥရောပသမဂ္ဂကတော့ဥရောပသမဂ္ဂစုဖွဲ့အားလုံးရဲ့ GDP ဟာ23.8ထရီလီယံရှိပါတယ်။လက်နက်ပစ္စည်း equipment တွေအနေနဲ့ဥရောပသမဂ္ဂနဲ့ပြည်ထောင်မှာတင်ကားစီးရေပေါင်း6928စီး တန်ကြကရင်9480စီတာဝေးပြည့်2400စီအမြောက်ရင်3630တာဝေးပြည့်တော့1110စင်းရှိပါတယ်ရုရှားမှာတင်ကားစီးပေါင်း13889စင်းရှိပါတယ်တန်ကြကရင်ပေါင်း3100ပေါင်းရှိတယ်တာဝေးတာလတ်အမြောက်ရင်ပေါင်း9980ကျော်ရှိတယ်အမြောက်လက်ပေါင်း4600ကျော်ရှိတယ်ဒုံးကြီးပေါင်း3893လုံးရှိပါတယ်လက်တိုင်ရမှာ ဥရောပသမဂ္ဂနဲ့ဗြိတိန်ပေါင်းရင်တိုက်လိုက်ရင်စင်ရင်1333ရှိတယ်ရုရှားမှာတိုက်လိုက်ရင်စင်ရင်1600ရှိပါတယ်ရေတိုက်ရင်အရှင်တော့ဥရောပသမဂ္ဂနဲ့ဗြိတိန်မှာရှင်းကုန်သင်္ဘော80စင်ဖရီဂိတ်133စင်ချက်သင်္ဘော28စင်တခြားစစ်သင်္ဘော39စင်မိုင်းသင်္ဘောစင်180ကင်းလက်သင်္ဘော235စင်လေရင်တင်သင်္ဘော60ရှိပါလေရုရှားမှာရေငိုသင်္ဘောစီး60ဖရီဂိတ်၄စီး ဖြစ်သင်းမော55စီအခြားစစ်သင်းမော80စီမိုင်းသင်းမော45စီကင်းလက်သင်းမော14စီလင်းနေသင်းမော10စီပဲရှိပါတယ်ရေတက်အင်အားကတော့တိတိတသာကွာဟနေပြီတကယ်လို့တိုက်မယ်ဆိုရင်တော့မှဥရောပသမဂ္ဂအနေနဲ့ရေတက်ကိုပိုအားထားပြီးတော့တိုက်ရမှုပဲများပါလိမ့်ဒါပေမဲ့မလွယ်ပါဘူးနျူကလ িয়ার စွန့်ရင်ရှင်မယ်ဆိုရင်တော့ဥရောပသမဂ္ဂနဲ့ဖြစ်တဲ့မှာနျူကလ িয়ার ဘုံပေါင်း950ရှိပါတယ်ရုရှားမှာဆိုရင် နျူကလ িয়ার ပေါ်မှာ9989ဘလုံးတော်မှာရှိပါတယ်1600ကအစင်းသိနေတာရှိပါတယ်ပြောရမယ်ဆိုရင်တော့စဲစားပုံများပါတယ်ဥရောပသမဂ္ဂနဲ့ဗြိတိန်ရဲ့လူဝိစုပေါင်း918တန်းမှာရုရှားလူဝိကတော့145တန်းရှိပါတယ်ဒါကြောင့်ဒီလိုနှမ်းရှင်ချက်တွေရဥရောပသမဂ္ဂအနေနဲ့လည်းရုရှားနဲ့စစ်ဖြစ်ဖို့လမ်းစဉ်ကိုရွေးချယ်ခြင်းမရဘူးလို့ဆိုပါတယ် ရုရှားသတင်းအေဂျင်စီတက်စ်ကတော့ရုရှားနိုင်ငံသားဝန်ကြီးဆာဂီလက်ဘရော့ရဲ့ပြောကြားချက်ကိုကိုကဖော်ပြလိုက်ပါတယ်။ရုရှားနိုင်ငံက EU ငွေကြေးတက်တဲ့ယူကရိန်းမှာရှိမယ်ဆိုရင်ဒါဟာနေတိုးတက်ဖွဲ့ပဲလို့ရှုမိမယ်ဆိုပါတယ်။ဆာဂီလက်ဘရော့ကတကယ်လို့ငွေကြေးတက်ဖွဲ့လို့ခေါ်မဲ့တက်တယ်ဆိုရင်နှစ်ဖက်လုံးကဆွေးနွေးပြီးသဘောတူရမယ်လို့ပြောပါတယ်။နောက်ပြီးတော့သူကယူကရိန်းနဲ့မြေပေါ်မှာဒီလိုတက်တယ်ရှိနေတာကျွန်တော်တို့ကယူကရိန်းမှာနေတိုးရှိနေတာနဲ့အတူတူပဲလို့မြင်ပါတယ်။ ဒါဟာဟိုဘက်ဒီဘက်သွယ်ဝိုက်စစ်ပွဲမှုတော့ပဲဒိုင်းရိုက်တရဝန်နဲ့ဖုံးကွက်မှထားတဲ့နေတိုးနိုင်ငံရဲ့ Russian Federation ရဲ့စစ်ပွဲမှာပါဝင်မှုဖြစ်လာမှာပါလို့ပြောပါတယ်။ပြည်သူ့သမ္မတမက်ခရွန်က Ukraine ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ခုရခဲ့ပြီးရင်ဥရောပငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို Ukraine မှာချထားနိုင်ဖို့ပြောကြားခဲ့တာရှိပါတယ်။ဗီဒီယိုချုပ် Gas Tama ကလည်းအလားတူပါပဲအပြစ်ခတ်ရစေပြီး Ukraine မှာမြေပြင်တပ်ဖွဲ့တွေထားဖို့စံနှုန်းရှိတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ Illumise Space 8 Agatha ယဉ်ကြီးဘယ်လိုမျိုးထမှန်ပောက်ကွဲသွားလဲဘီလီယံတတိကြီး Illumise Space 8ကနေအင်အားအကြီးဆုံး Starship Rocket တစ်ခုကိုမနစ်ကလွတ်တင်ပြီးကောင်းကင်ယံမှာပောက်ကွဲမှုဖြစ်ခဲ့ပါလေအတန်ထက်ချစ်ဆောင်မြင်တဲ့ဒီ rocket ကိုတက်ဆက်ပြီးနဲ့ပြင်ဆင်ကနေလွှတ်ခဲ့တာဖြစ်ပြီးတော့ rocket ဟာ403မီရှိကကမ္ဘာပေါ်မှာအင်အားအကြီးဆုံး rocket ဖြစ်ပါလေပြလုပြီးပထမဆင့်အနေနဲ့ rocket အောက်ပိုင်းကိုအောင်မြင်စွာဖြုတ်ချနိုင်ခဲ့ပြီးဖြုတ်ခဲ့တဲ့အပိုင်းကိုတော့မြေပြင်အရောက်အောင်မြင်စွာပြန်ဖမ်းနိုင်ခဲ့ပါလေ ဒါပေမဲ့ rocket ထိပ်ပြီးပိုင်းကို6မိနစ်ခွဲလောက်ကြာမှထိန်းချုပ်မရဖြစ်ခဲ့ပြီးပောက်ကွဲထွက်သွားပါလေ။ပြီးလောက်ပောက်ကွဲပြန်ကျလာတဲ့အစိတ်ပိုင်းတွေကို Florida ကမ်းရိုးတန်းနဲ့ Bahama ကျွန်းတွေပေါ်ကနေတော့တွေ့မြင်ရပါလေ။ဘာကြောင့်ခုလိုပောက်ကွဲရလဲဆိုတော့တော့လောလောဆယ်မသိရသေးပါဘူး။ဇန်နဝါရီ16ရက်နေ့ကပထမကြိမ်ပေါက်ကွဲခဲ့တဲ့ Flight 7 Rocket တုန်းကတော့အောက်ဆီဂျင်နဲ့လောင်စာဆီယိုစင်းမှုကြောင့်ဖြစ်တယ်လို့ Elon Musk ကပြောခဲ့ပြီးအခုလည်းအလားတူဖြစ်နိုင်ခြေရှိတယ်လို့သုံးသပ်နေတာဖြစ်ပါတယ်။အခုပေါက်ကွဲခဲ့တဲ့ ရောဂါကိုမလာချောင်းနေကတက်ဆက်ပြီးနဲ့တောင်ပိုင်းဘူကချီကကန်းကြီးကနေလွတ်တင်ခဲ့တာလို့ဆိုပါတယ်။လူမှုကွန်ရက်မှာတွေ့ရတဲ့ရုပ်သံမှတ်တမ်းတွေအရအင်ဂျင်ကိုဖြုတ်ချခဲ့ပြီးနောက်ထိမရအောင်လဲထွက်ကပေါက်ကွဲသွားတာကိုတွေ့ရပါတယ်။အစိပ်ပိုင်းများပြားလွင့်စင်ကုန်တာလည်းဖြစ်ပါတယ်။ဖလော်ရီဒါပြည်နယ်ရဲ့ဝင်အင်တစိတ်တစ်ပိုင်းမှာလေကြောင်းသွားလာမှုကိုဆိုင်းငံ့ဖို့အမေရိကန်ပြည်သူလေကြောင်းအားနာပိုင်းဖွဲ့ကထုတ်ပြန်ကြေညာပါတယ်။ လေယာဉ်သုံးပေရှေလျားတဲ့ဒီရော့ကက်ဟာလူသားတွေကိုအင်ကာဂျိုစီပို့ဆောင်ပေးမယ်အီလွန်မတ်ဆက်စီမံကိန်းမှာအဓိကပါဝင်နေတာဖြစ်ပြီးအခုစံသက်မှုကတော့၈ကျင်းမြောက်ဖြစ်ပါလိမ့်။ခုနှစ်ကျင်းမြောက်စံသက်စဉ်ကလည်း Starship တုံးများဟာပောက်ကွဲမှုဖြစ်ခဲ့သေးတယ်လို့ဆိုပါတယ်။ Space X ကုမ္ပဏီကလည်းနေပညာပိုင်းဆိုင်ရာချုပ်ယင်းမှုကြုံခဲ့တာတော့ထုတ်ပြန်ပြီး Breaker ပြောင်စုလေကြောင်းအနာပိုင်းဖွဲ့ကတော့စုံစမ်းစစ်ဆေးမှုတွေလုပ်မယ်လို့ကြေညာခဲ့ပါတယ်။အခုလို Space Rocket ထပ်မံပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ Elon Musk တို့ PR တစ်ခုဖြစ်စေပါတယ် Elumas အားလောလောဆယ်မှာ Tesla ရဲ့ရှယ်ယာတွေအစမတန်ထိုးချတဲ့အတွက်ကြောင့်ဝေဖန်ခံရမှုတွေနဲ့မြင့်တက်နေတာပဲဖြစ်ပါတယ်။ Elumas နေနဲ့ရှယ်ယာတွေကိုပြန်လည်ထိန်းသိမ်းနိုင်ဖို့မစွမ်းသာနိုင်ပဲဖြစ်နေပါတယ်။ဒါကြောင့်ရှယ်ယာရှင်တွေက Elumas နေနဲ့ကုမ္ပဏီကိုဘလို့လက်ပတ်လုံးလုံးနေလဲဆိုတာသိကျင်နေဆိုပြီးမေးခွန်းတိုက်ရိုက်ထုတ်နေတာပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲ rocket ကိုစမ်းသပ်မှုတွေလည်းလုပ်ခဲ့ပြီးခုက rocket ကလည်းပောက်ကွဲသွားတဲ့အတွက်ကြောင့် Elon Musk နဲ့ PR နဲ့ညှဆိုင်နေရပြီပဲဖြစ်ပါတယ်။ ယူကရိန်းကိုထောက်လှမ်းရေးချက်လက်တွေမှန်သမျှပြဝင်မယ်လို့ပြင်သစ်ကဆိုပါတယ်။ပြင်သစ်အနေနဲ့ယူကရိန်းကိုထောက်လှမ်းရေးချက်လက်တွေပေးသွားမယ်လို့ပြင်သစ်ကဝန်ကြီးကပြောလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုကယူကရိန်းကိုထောက်လှမ်းရေးသတင်းချက်လက်တွေမျှဝေမှုရပ်ဆိုင်းတယ်လို့ကြေညာပြီးနောက်မှာပြင်သစ်ကခုလိုမျိုးလှုပ်ဆောင်လာတာပါ။ ရုရှားရဲ့တူးကြုံမှုကိုခုခံနေရတဲ့ယူကရိန်းကိုကိုကြီးတွေပိုပေးဖို့နဲ့ဥရောပကောက်ွယ်သုံးစိမြင့်တင်မှုအတွက်ယူကရိန်းသမ္မတဇလန်စကီပါဝင်ဥရောပထိပ်သီးခေါင်းဆောင်တွေပရဂျန်ပရက်ဆဲမှာတွေ့ဆုံဆွေးနွေးပြီးတော့အခွန်တော်မှသတ်မှတ်ခဲ့ပါတယ်ဆွေးနွေးမှုကစားကင်ပြစ်တဲ့ကအခုလိုကြီးညာခဲ့တာပါတမရထန်အာဏာရလာပြီးတော့ယူကရိန်းစစ်ပွဲပေါ်ထောက်ပံ့မှုရဆိုင်နေတာစိုးရိမ်နေကြချင်းပြည်သူတမရမက်ခရွန်ကတော့ဥရောပအနေနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ဆက်လက်လှုံ့ဆော်သွားမယ်လို့ပြောပါတယ် ီးခဲ့တဲ့သတင်းဘက်ကအီဗီနိုမာတမရော့စလန်စကီနဲ့ထရန်တို့အခြေတင်ဖြစ်ခဲ့ပြီးနောက်အမေရိကန်ကယူကရိန်းကိုပေးနေတဲ့စီးရဲကိုညီတွေရပ်ဆန်းခဲ့ပါတယ်။ပေါ်ဘူးနေမှာပဲ CIA American ထောင်လိုင်းဌာနကကြီးကဲဂျော်ရက်ကလစ်ကယူကရိန်းကိုထောင်လိုင်းသတင်းချက်လက်တွေမျှဝေမှုကိုရပ်ဆန်းလိုက်ပြီလို့ကြေညာပါတယ်။သမားစလက်စကီကတော့အင်ဖီရိုမတ်စကားအခြေပြုဖြစ်မှုတက်စင်မကောင်းဖြစ်မိကြောင်းညီချင်းဆွေးနွေးဖို့အသင့်ရှိပါတယ်လို့ပြန်လည်ပြောကြားသွားပါတယ်။ဒါအမြင်လာမဲ့ရပိုင်းတွင်မှာထန်းနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက်အင်ဖီရိုကိုထပ်သွားအောင်မယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာတော့ဗြိတိန်နဲ့ပြင်သစ်ကိုဇလန်စကီကအင်ဖြူရိုကိုအဖို့လိုက်ပေးဖို့ပြောနေတယ်လို့ဆိုပါတယ်ဗြိတိန်နဲ့ပြင်သစ်ကလည်းအင်ဖြူရိုကိုလိုက်ပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီးစဉ်းစားနေတယ်လို့ Telegraph သတင်းကဖော်ပြပါတယ်အမေရိကန်နဲ့ယူကရိန်းသမ္မတကြားဆက်ဆံရေးကိုပြန်ဖက်စေဖို့ဥရောပကောင်ဆောင်တွေကကြိုးစားနေမှုပဲဖြစ်ပါတယ်တမရဇီလန်စကီပြည်ထောင်ကြီးချုပ်နဲ့အတူတမရမက်ခရွန်ပါဝါရှင်နယ်ကိုလိုက်ပို့ဖို့အလားအလာကျွန်တော်တို့စဉ်းစားနေပါတယ်လို့ပြင်သစ်ကပြောပါတယ် ပြင်သစ်သမ္မတသာမကောင်ဆိုရတဲ့ဖွဲ့လို့ပါဝင်တဲ့ဆွေးနွေးမှုတွေလည်းလုပ်နေတယ်လို့ထုတ်ပြန်ပါတယ်။လက်ရှိမှာတော့သွားဖို့စီစဉ်ထားတာမရှိဘူးလို့သမ္မတရုံးကနောက်ပိုင်းထုတ်ပြန်ခဲ့ပြီးပြည်ထောင်ဘက်ကလည်းခီးစဉ်စီစဉ်နေပြီဆိုတဲ့သတင်းမျိုးကိုညင်းပယ်ပါတယ်။ဒါကြောင့်လက်ရှိမှာစဉ်းစားဆဲအဆင့်ပါလို့ပြည်ထောင် Telegram သတင်းစာကဖော်ပြပါတယ်။ ညီကြိုင်းစနစ်ပေါ်ရဲ့အစီအစဉ်ပြီးတော့ဇဝဝိုင်းပေါ်မှာယုံကြည်မှုတည်ဆောက်နိုင်မယ်ဆိုရင်ယူကရိန်းပေါ်ကုညီတွေပြန်ပေးဖို့ထရန့်ကစဉ်းစားမယ်လို့မျိုးသားလုံးကြိုင်းချန်ပေးပုဂ္ဂိုလ်မိုင်ဝါစ်ကပြောပါတယ်။တနမန်ကြီးတရင်ကြီးမြစ်တွေကတော့ခုကမှစတန်စကီဘက်ကတရားစာတော်သဘောတူညီချက်ထပ်ပို့ပြီးကဲလက်မှရတော့မယ်လို့ထရန့်ကယူဆထားတယ်ဆိုပါတယ်။ဒီတိုင်ဝန်ကြီးချုပ်နဲ့ပြင်သစ်သမ္မတတို့ဟာဥရောပတပ်ပေါင်းစုဖွဲ့ပြီးယူကရိန်းညီကြိုင်းရင်အမကန်ပေးဖို့အချက်ပါပါဝင်တဲ့အစီအစဉ်တွေရေးဆွဲပြီးသမ္မတထရန့်ကိုတင်ပြသွားဖို့စီစဉ်ထားပါတယ်။ ဇလန်စကီကလည်းယူကရိန်းဘက်ကညှိနှိုင်းရေးသဘောဝိုင်းပေါ်လာဖို့အသင့်ဖြစ်နေပြီလို့ပြောထားတာဖြစ်ပါလေ။အင်ဒိုနီးရှားနိုင်ငံမှာမူတည်ထန်စွာရွာသွန်းမှုကြောင့်လူထောင်နဲ့ချီရွှေ့ပြောင်းခဲ့ရပါတယ်။အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာနဲ့နီတဝါရှိမြို့ငယ်လေးတွေမှာရေလွှမ်းမှုမှုတွေကြောင့်လူထောင်နဲ့ကြည်ပေးလို့ရရွှေပြောင်းခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောပြီးလာမယ့်ရနိုင်ငံတွင်မိုးတည်ထန်စွာရွာသွန်းနိုင်ကြောင်းခံမှန်းထားပါတယ်။ မယမနာမူဟာမလကုန်းနေကလေးကရွာသွန်းခဲ့ပြီးတော့မြို့တော်ဂျာကာတာနဲ့နေတဝိုင်းမှာရေ3မီတာထိလွှမ်းမိုးခဲ့ကြောင်းနိုင်ငံတဘာဝ PNA ရဲ့အေဂျင်စီကထုတ်ပြန်ပါတယ်။လမ်းတွေပိတ်သွားပြီးအင်ဂျင်တထောင်ကျော်နဲ့ကားမြောင်များနေခဲ့ပါတယ်။ရှေးပကြိုင်ဘဂစီမြို့မှာရှိတဲ့စေယုံတရုံကိုလည်းရေတွေဝင်ရောက်ခဲ့တာပြီ။တချို့လူနာဆောင်တွေရေနစ်သွားလို့လူနာတွေကိုတခြားအဆောက်အုံတွေစီမဖြစ်မနေရွှေ့ပြောင်းခဲ့ရပြီးစေယုံရဲ့တခြားနေရာတွေမှာလျှက်စင်ပြီးပြတ်တောက်ခဲ့ပါတယ်။ ဘာကာစီမြို့မှာရှိတဲ့အင်ယာဆောင်တခုမှာမနယ်လီနိုင်ကလေးကရေကြီးရှင်မှုတွေပိတ်မိနေတဲ့ဒေသခံတွေကိုကယ်ဖို့အတွက်ကယ်ဆယ်သမားတွေဟာပေါင်ရင်းထိမြင့်တဲ့ရေတွေပေါ်ကနေရောဘာလေးတွေကိုလော်ခတ်ခဲ့ရတယ်လို့ဆိုပါတယ်ရေတက်တာဟာအယမ်းမြန်ပြီးဘာပစ္စည်းမှသိမ်းဆည်းဖို့တော့အချိန်မရလိုက်ဘူးလို့ဒေသခံတွေကပြောပါတယ်လူဦးရေတန်း30ကျော်နေထိုင်တဲ့ Greater Jakarta မြို့ပြ area ဟာရေကြီးမှုတံကိုပုံမှန်ခန်းစားနေကြဖြစ်ပါတယ်ဒါပေမဲ့ပြည်တွင်းမီဒီယာတချို့ကတော့လက်ရှိအခြေအနေထူးထူးဘာကာစီမြို့မှာ2020နောက်ပိုင်း အဆိုအဆုံရည်ကြီးနှမြုပ်မှုဖြစ်တယ်လို့ပြောပါတယ်။ဂျာကာရာအဆိုကတော့အဆိုရကတော့လက်ရှိမှာတော့ရည်ကြီးနှမြုပ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အရေးပေါ်ကူညီကယ်ဆယ်ရေးလှုပ်ဆောင်မှုတွေအားလုံးကို ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။အဲ့ဒီရည်ကြီးမှုဖြစ်စဉ်မှာ လောလောဆယ်ကလေးတူသိဆုံးခဲ့ရပါလေ။ဒါကြောင့်မိုးရပမှုဆွတ်ချဖို့တင်တိုက်ပြပြရေးကိုအာဏာပိုင်တွေကစူးစမ်းနေတယ်ဆိုပါတယ်။အင်ဒိုနီးရှားအာနာပါနီဟာမြို့ပြတော်ဂျာကာတာတဝိုင်းရည်ကြီးရည်ရှင်စီခဲ့တဲ့မိုးသီးထန်စွာရွာသွန်းမှုကို တားဆီးဖို့ တိမ်တိုက်ပြည်ပြည်ကိုအစာပြုတ်ဖို့စ조사နေပါတယ်ခုရက်ပိုင်းရေကြီးမှုကြောင့်လူတို့တွေပြီးထောင်နဲ့ချီတဲ့ဒေသခံတွေအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာပါနောက်ပြီးတော့အဲ့ဒီရာသီဥတုဆိုအောင်ပါလာမဲ့တရင်ပတ်မလာ၁၇ရက်နေ့ထိကြောင်းမြင့်နိုင်တယ်လို့အာနာပိုင်တွေကခံမှန်းထားတာကြောင့်မိုးကြီးစီမဲ့တိမ်တိုက်တွေကိုပြည်ပြင်းချင်းဖြင့်ရေမေးကြွတင်ကာကွယ်ရေးပြုလုပ်ခဲ့ပါတယ်တိမ်တိုက်ကြီးတွေကိုဖြိုခွင်းပြုပြီးချင်းအားဖြင့်မိုးရွာတမှုရောကြစေတို့တင်းရဲသွားတဲ့တင်းတဲ့ငယ်တွေမှာပဲမိုးရွာစေလိမ့်မယ်လို့မျှော်လင့်ထားပါတယ် ရာသီဥတုပြောင်းလဲမှုကိုရှော့ချနိုင်မယ်လို့ပြောနေကြအောင်အင်ဒိုနီးရှားမိုးလေဝသ Agency ကြီးကကပြောပါတယ်ကျွန်တော်တို့မိုးရတာကိုတော့တားလို့မရပါဘူးတားဖို့လည်းမဖြစ်နိုင်ဘူးဒါပေမဲ့မိုးသီးထန်မှုတော့ရှော့ချနိုင်ပါတယ်လို့သူကရှင်းပြပါတယ်တိမ်နဲ့ဒီကိုပြုပြနေနေလဲဟာစားဒါမှမဟုတ်တခြားဓာတုပစ္စည်းတွေကိုတိမ်နဲ့ရတဲ့လေရင်သုံးဖြည့်သွင်းတာဖြစ်ပြီးအဲ့ဒီပြုပြရင်ဟာဘလရှီယန်နေတိကြာမြင့်မယ်ဆိုပါတယ်အဲ့ဒီတိမ်နဲ့ပြုပြရင်ဟာအနောက်ဘက်ဂျာဘာပြည်နယ်မှာရှိတဲ့တောင်တန်းဒေသရဲ့နောက်ပြီးတော့ ကောင်းကင်ရံတွေကိုအဓိကအာရုံစိုက်ထားပါတယ်။နောက်ရက်ဒီမှာဂျကာတာပါဝင်အနီးနားရှိမြို့ကြီးတွေမှာမိုးသီးထန်တဲ့နယ်လို့ခံမှန်းကြောင်းအင်ဒိုနီးရှားပြည်ပမီဒီယာတွေကရှင်းသားဖော်ပြနေပါတယ်။ဒီနေ့ကထရန့်ကကွန်ဂရက်မှာမင်ကွန်ပြောကြားသွားတာအားလုံးသိဖြစ်မှာပါ။ထရန့်ကွန်ဂရက်မင်ကွန်မှာအဓိကအချက်6ချက်ပါတယ်ဗျာ။ဒါကိုကြည့်ရအောင်။တမန်ထရန့်ကသူတကြောပြန်တမန်ဖြစ်လာပြီနော်။ပထမဆုံးအချိန်မြန်မာကွန်ဂရက်လွတ်တော်နှစ်ရက်ပေါင်းရှိမှာမင်ကွန်ပြောရင် ်အမေရိကန်အိမ်မက်ဟာဘယ်တော့မှရပ်တန့်လို့မရဘူးလို့ကြေညာပါတယ် Republican တွေကပြည်တွင်းနဲ့နိုင်ငံခြားရေး policy ကိုပြုပြင်ပြောင်းလဲတဲ့ Trump ရဲ့ခွန်ပြည့်အားဖြင့်၆ဘက်ကြာကာလတွင်းဆုံးဖြတ်ချက်တွေကိုချီးကျူးကုန်ပြုခဲ့ပြီးလွှတ်တော်မှာပြောတဲ့သမရရဲ့အရှိကြဆုံးမိန့်ခွန်းပဲဖြစ်ပါတယ်အဲ့ဒီမိန့်ခွန်းမှာသူရဲ့ဒုတိယတံတန်းအတွက်အမြင်သဘောထားတွေကိုပြောပါလေ။စူညံပလောရနေတဲ့မိန့်ခွန်းမှာဒီမိုကရက်တွေကသူ့ကိုအော်ဟစ်နှောက်ယှက်ခင်ကြပြီ။သူကလည်းပြန်တုံ့ပြန်ခဲ့ပါလေ ဒါဟာအစပဲရှိသေးတယ်လို့ထရန့်ကပြောပါတယ်ထရန့်ဟာအစိုးရဝန်ထမ်းတွေကိုအလုပ်တွေထုတ်ခဲ့တဲ့လို့လူဝင်မှုကြီးကြပ်ရေးကိုတင်းတင်းကြပ်ကြပ်ကိုင်းရွက်ပါတယ်ဒါနဲ့မကအမေရိကန်ရဲ့အကြီးဆုံးကုန်သွယ်ပတ်တွေပေါ့ခွန်စည်းချက်မှုတွေချောင်းမှတ်ပါတယ်ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ကလည်းမဟာမိတ်ဖွဲ့ကိုတုံ့နှုတ်စေပါတယ်တမန်ထရန့်မေကွန်တွေကအဓိကချက်ချောင်းချက်ကတော့ပထမတစ်ချက်ကအခွန်ကိစ္စပါအမေရိကန်ရဲ့အင်ဂျင်တနိုင်ငံဖြစ်တဲ့ကနေဒါနဲ့မက္ဆီကိုတို့ကလည်း ရေကကိုတင်သွင်းတဲ့ကုန်စည်အများစုပေါ်စီးချက်ခွန်25ရာခိုင်နှုန်းနဲ့တရုတ်ကုန်စည်တွေအတွက်နောက်ထပ်10ရာခိုင်နှုန်းကောက်ဖို့သမ္မတထွန်းကသတ်မှတ်ခဲ့ပါတယ်။ကနေဒါမက္ဆီကိုနဲ့တရုတ်တို့ကလည်းအမေရိကသွင်းကုန်တွေပေါ်ပြန်လည်ခွန်တိုးကောက်မှာဖြစ်ကြောင်းပြောပါတယ်။ဒီသက်ရောက်မှုစတင်တဲ့ဒုတိယနေ့မှာဈေးကွက်အကျက်တဲဖြစ်ခဲ့ပြီးမြဲကုန်သွယ်ရေးစစ်ပွဲဖြစ်မဲ့အလားအလာနဲ့စီးပွားရေးဆိုင်ရာစိုးရိမ်မှုရှိမယ်ဆိုတဲ့ပြောဆိုချက်တွေကိုထရန့်ကပယ်ချပြီးဒီပြဿနာတွေကအသေးမွှားလေးပါလို့ဆိုပါတယ်။ အခုစီးကျမှုကအမေရိကန်ကိုထပ်ပြီးချမ်းသာအောင် လုပ်ဖို့ဖြစ်ပါတယ်။အမေရိကန်ကိုထပ်ပြီးကြီးကြပ်ခံစားဖို့ဖြစ်တယ်လို့ထရန့်ကဆိုပါတယ်။ပြီးတော့ဖြစ်ပျက်တာတွေကမြင်းမြဆန်းဆန်းဖြစ်သွားပါလိမ့်မယ်။နည်းနည်းတော့အနောက်ရှက်ဖြစ်လိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့အဆင်ပြေပါတယ်။တိတ်ဆိုးကြီးမဟုတ်ဘူးလို့ဆိုပါတယ်။အမေရိကန်ကုန်သွယ်ဘက်တွေကိုအပြန်အလှန်ခေါ်ကောက်ခံမှုကို လာမယ့်အီဘီလာနှစ်ရက်နေမှာစတင်မယ်လို့ထရန့်ကထပ်လောင်းပြီးတော့ပြောထားတာဖြစ်ပါတယ်။ နောက်တစ်ခုကယူကရိန်းနဲ့ဆက်ဆံရေးပြန်ကောင်းအောင်လုပ်မယ်ဆိုတဲ့ကိစ္စပါရုရှားယူကရိန်းစစ်ပွဲရင်းချမ်းရေးဆွေးနွေးပွဲစီလာဖို့အသင့်ရှိတဲ့အကြောင်းစာတစောင်ကိုဇီလန်စကီးစီကနေလက်ခံရရှိတယ်လို့ကွန်ကရစ်မေကောမှာထရန့်ကတရားဝင်ထုတ်ပြောပါတယ်ယူကရိန်းသမ္မတဟာစစ်ပွဲဆုံးသတ်ဖို့အတွက်သမ္မတထရန့်ရဲ့ခိုင်မာတောင်းတတဲ့ခေါင်းဆောင်မှုအောက်မှာလုပ်လို့ဖို့အဆင့်အင့်ဖြစ်နေပြီထာဝရညီငယ်ရင်အတွက်ညီလိုင်းရေးစပွဲဝိုင်းကိုအမြန်ဆုံးလာဖို့အသင့်ဖြစ်နေပြီလို့ပြောကြောင်းသူကဆိုပါတယ် သူဒီစာဖို့တာကျွန်တော်ကျေးဇူးတင်တယ်လို့ထရန်ကလွှတ်တော်မှတ်တယ်ကိုပြောပါတယ်အင်ဖီရိုမှာခြေတည်ဖြစ်ခဲ့ပြီးတော့ယူကရိန်းကိုပေးနေတဲ့အမေရိကန်ရဲ့အကူအညီတွေကိုထရန်ကရဆိုင်ခဲ့တဲ့နောက်ဇလန်စကီးစီကငင်းကြဲရေးစကားထွက်လာတာပါထရန်ကသူ့ရဲ့ကွန်ဂရက်မိန်ကိုပြောနေချင်းမှာရုရှားယူကရိန်းရေးသူကြားဝင်ခဲ့လို့သဘောတူညီချက်တစ်ခုရရှိခဲ့ပြီးဆိုတာမျိုးကြေညာဖို့မျှော်လင့်ထားခဲ့ပေမဲ့အကောင့်ထဲမပေါ်ခဲ့တာလည်းဖြစ်ပါတယ် 69မိနစ်ကြာတဲ့ထိုင်းအမင်ကိုဟာပြည်တွင်းရေးကိုအယုံဆက်ပြီးမဲ့နိုင်ငံတကာအရေးကိုလည်းထည့်ပြောပါတယ်ကမ္ဘာပေါ်မှာအမေရိကန်ရဲ့ဩဇာလွန်မှုကိုချဲ့ထွင်လိုတဲ့နေရာနဲ့အမေရိကန်ဝန်မပါကျွန်တော်တဲ့နေရာတွေလည်းထွန်းမှရှိနေပါတယ်။ Greenland ကိုအမေရိကန်ကအရယူလိုတဲ့သူ့ဆန္ဒကိုလည်းထက်တလဲလဲပြောပါရတယ်။ကျွန်တော်တို့အဲ့ဒါကိုတနည်းနည်းနဲ့ရလိုက်မယ်လို့ကတိပြုပါရတယ်။သူအုပ်ချုပ်တဲ့ကာလအတွင်းပနားမတူမြောက်ကိုပြန်ယူမယ်လို့လည်းဆိုပါရတယ်။ သူရင်သမရပါနယ်လက်ထက်ကအာဖရိကနိုင်ငံတော်များမှာဝေရဖြုံးတိခဲ့တာလို့ထရန့်ကထည့်ပြောပါတယ်။လိုင်ဘေးရီးယား၊မာလီ၊မိုဇမ်ဘစ်နဲ့ယူဂန်နာတို့ဟာအမေရိကန်ရဲ့အကူအညီတွေကိုတရလုံးအကျိုးမြတ်ရနေတဲ့နေရာတွေလို့ထရန့်ကဆွဆဲပါတယ်။အထင်ရှားဆုံးထရန့်မှတ်ချက်ကလီဆိုတိုအကြောင်းဖြစ်ပါတယ်။ LGBT ခွင့်ရေးကိုမြင့်တင်ဖို့ဆိုပြီးဒေါ်လာ၈သန်းဘိုင်နယ်ကသုံးခဲ့ပေမဲ့ဒီနိုင်ငံကိုဘယ်သူမှအမှန်မကြားဘူးလို့ထရန့်ကပြောပါတယ်။ စမ်းကျင်သူတွေကြားကလည်း Elon Musk ကိုအတီလင်းချီးကျူးပါတယ်။ Trump ကလွတ်တော်ခမ်းမထဲမှာရှိနေတဲ့သူ့ရဲ့အကြံပေးဘီလီယံနာသံတမန်တစ်ထေကြီး Elon Musk ရဲ့အမိကိုလည်းခေါ်ပြီးတော့ပွဲထုတ်ခဲ့ပါသေးတယ်။နေပညာတစ်ထေကြီး Elon Musk ဟာအစိုးရဆက်ဆောင်ရေးဌာန DOGE ဆိုတဲ့ဌာနအနေနဲ့ Federal ဆိုရရဲ့လူ့သမားထောင်ထဲချီလှုပ်ထုတ်ဖို့ ਨੇ American ရဲ့နိုင်ငံခြားကိုထောက်ပံ့တဲ့ကုန်ကြီးဒေါ်လာဘီလီယံပေါင်းများစွာဖြတ်တောက်ခဲ့သူဖြစ်ပါတယ်။ စပိန်နဲ့တက်စလာတဲ့အီလိုမက်ဆာအပြောင်းအလဲတဲ့ဈေးနဲ့အလဲအဝဆုံကိုဝတ်ဆင်ထားပြီးခရန်ကသူ့နာမည်ခေါ်ပြီးကောင်းချီအော်ပါပေးခြင်းမှာမတည့်ရသည့်မှတ်ပြုခံရပါတယ်။အဲ့ဒီအချိန်မှာဒီမိုကရက်မက်တစ်ကတော့ဝိုင်းဝန်းအော်ဟစ်တောင်းခြင်းပါတယ်။ဂျေဇူးတင်မော်နဲ့အီလိုမက်ဆလိုခရန်ကပြောပြီးသူဟာအလုပ်ရဲစူးစမ်းပါတယ်။တကယ်ကသူဒါတွေမလုပ်ဘူးလေ။သူကသူအေးစိနေလို့ရတယ်လို့ခြေချပြောပါတယ်။အီလိုမက်ဆရဲ့ short term တွေဟာဒေါသထွက်စရာခြေနေတွေကိုဖြစ်ပေါ်ခဲ့ပြီး သူရဲ့ Federal ဝန်ထမ်းတွေကိုညွှန်ကြားချက်တွေတခါတရံမှာ Trump ရဲ့ဆိုးရွားဖွင့်ဝင်တွေကပယ်ချပါတယ်။လွတ်တော်ခမ်းမတွေမှာ Democrat တွေကတော့ Elon Musk ခိုးတယ်နဲ့မှားတယ်ဆိုတဲ့စိုင်းဘုတ်တွေကင်ထားပါတယ်။ DOJ ကြီးဟာဒေါ်လာ105ဘီလီယံကိုစီစစ်ထားနိုင်တယ်ဆိုတဲ့ပြောဆိုချက်တွေရှိပေမဲ့သေးချာတည်ပြုလို့မရပါဘူး။ဒေါ်လာ18.6ဘီလီယံကိုခြွေတာထားတယ်ဆိုတဲ့ပြေစာတွေကိုထုတ်ပြပေးမယ်။ Reagan Media တွေကတော့ဒါဟာစင်ရင်းအမှားတွေလို့ထုတ်ပြထားပါလိမ့်။ ီမိုကရက်တွေကတော့ထရန့်ပြောဆိုတာမှန်သမျှခြေပတ်တော်လှန်ခဲ့ပါတယ်ထရန့်မင်းကပြောပြီးပထမ9မိနစ်တွင်တက်ဆက်ပြည်နယ်ဒီမိုကရက်မဲအယ်ဂရင်းကအောက်လို့တော့ဥခရိုင်းရဲ့သမရအမေကွန်ပြောချင်မှာစီကန်လိုက်နာဖို့တောင်းဆိုချက်ကိုညင်းတာကြောင့်သူ့ကိုခန်းထဲကခေါ်ထုတ်သွားပါတယ်ထရန့်ပြောတဲ့ချိန်မှာလည်းခြားဒီမိုကရက်တွေဟာအလေးညာတွေပါဆိုတဲ့စိုင်းမှုတွေကိုကိုင်ထားပါတယ်အိမ်ပြတော့အောက်လို့တော့နဲ့အထက်လူတွေကိုအများစုထိန်းချုပ်ထားတဲ့ Republican တွေနဲ့အပြိုင်ဒီမိုကရက်တွေရဲ့သဘောထားတွေကိုဖော်ပြဖို့နဲ့ ထရန့်ဆိုရလှုပ်ရှားမှုတွေကိုတုံ့ပြန်မှုကမစွမ်းသာနိုင်ဖြစ်ခဲ့ပါတယ်ဒီမိုကရက်ပါတီကမျိုးသမီးတွေဟာအောက်လွှတ်တော်ကိုထပ်အောင်စင်လူပန်းရောင်အင်ဂျီပေါင်းမှုတွေဝဆင်လာပြီးစတန်ဒါ့ပြပါတယ်သူတို့ရဲ့အင်ဂျီနောက်ကြောင်းမှာကြက်ကြက်ခံကြဆိုတဲ့စကားလုံးပါရှိပြီးတမရထရန့်မင်းကိုပြောချင်းမှာဒါစင်နဲ့ချီတဲ့အမျိုးသမီးတွေလှုပ်တော်တွေကထွက်သွားပါတယ်သူတို့ပြောအောင်လုပ်ဖို့ငါပြောနိုင်တာဘာမှမရှိပါဘူးသူတို့ထရန့်ကတော့လောင်ပြောင်းတဲ့ပုံနဲ့ပြန်ပြောပါလေဒီမိုကရက်ထက်လွှတ်တော်အမတ်မရှိတဲ့ကအလက်ဆာစလော့ကင်ကတော့ သူ့ရဲ့ဘီလီယံနာတငယ်ချင်းတွေကိုမကြုံစဘူးလက်ဆောင်ပေးနေတာပါလို့ဆွဆွဲပြီးထရန့်ဟာအမေရိကကိုစီးပွားရေးထောက်ချုပ်တဲ့တွန်းပို့နေတာလို့ဆွဆွဲပါတယ်နောက်တစ်ခုကငွေကြေးဖောက်ပွားမှုကိုစွန့်ရင်နဲ့လောင်းကြည့်ထက်တဲ့ကိစ္စပါထရန့်ကသူ့သမားပြည့်ဖြစ်ချိန်မှာငွေကြေးဖောက်ပွားမှု short ချမယ်လို့ဘဲဆန်နာရှင်တွေကိုကတိပေးခဲ့ပါတယ်သူ့ရဲ့အယုံဆိုင်မှုကရေနံနဲ့သဘာဝတန်ငွေဒူးဖောက်မှုအသစ်အတွက်နိုင်ငံကိုဖွင့်ပြီး စွန့်ရင်ကုန်ကြစေရှော့ချဖို့ဖြစ်တယ်လို့မိန်ကုန်းထဲမှာထည့်ပြောပါတယ်ကျွန်တော်တို့ခြေပွားအောင်မြေတန်ဇာတထဲမှာရွှေရည်တွေများနေတယ်တောင်းအောင်ထည့်ဖို့ဖို့အရေးချင်းအရှိဆုံးဖွဲ့ကိုကျွန်တော်ပြေဝါခွင့်ပြုထားပါတယ်အဲ့ဒါကိုတူးမယ်လို့လည်းဆိုပါတယ်ထမ်းပါတယ်ပြောနေတာလည်းလို့ဒီမိုကရက်တွေကပြန်လည်ဝေဖန်ပါတယ်မကြသေးမီရက်တပတ်များစွာအတွင်းကျောက်စင်မင်းတလန်ဟာလည်းခေါင်းကြီးတဲ့ဖြစ်ခဲ့ပြီးခန့်ကတော့ဘယ်သူမှတာဝန်ရှိတယ်ထင်မြင်တယ်လို့ပြောပါတယ် ဂျိုးဘိုင်ဒန်ဟာကျုပ်စေးကိုမထိန်းနိုင်ခင်တော့မှဈေးပြန်ချဖို့ကျွန်တော်တို့စူးစမ်းလို့ဆောင်နေလို့ထန်ကပြောပါတယ်။ကြက်ငတ်တကွေးကြောင့်ကြက်တွေကိုတုံသင်ဖို့ဘိုင်ဒန်ဆွေးရလက်ထက်ကပြောခဲ့လို့ကျုပ်စေးတွေပေါ်တက်ရောက်နေတာလို့ထုတ်လုပ်သူတွေကပြောပေမဲ့ဈေးတွေကဆက်တက်နေပါတယ်။ငွေကြေးဖောင်းပေါင်းမှုကလည်းပြီးခဲ့တဲ့လောက်မှာ300ခန်းလုံးပြင်တက်ခဲ့ပေမဲ့ဒါဟာ2022တုန်းကအမြင့်ဆုံးတက်ခဲ့တဲ့900ခန်းလုံးကျော်ပါနေဆိုရင်ကျသွားတာဖြစ်ပါတယ်။ စတန်ညာခန့်ရဲ့လူနေမှုစရိတ်ကံတော်မူကိုအမေရိကန်တော်မှဒူးတာထောက်ခံတယ်လို့လည်းဆိုကြပါတယ်